အဖြစ်များတဲ့အကုသိုလ်ပြောရမယ်ဆိုရင်အိတ်တာနဲ့မစ္စရိယတတိထားမှာဖြစ်လူဒီမှာလွယ်တကူဖြစ်တတ်တယ်။ဘာဖြစ်လို့တော့ဆိုလူဆိုတာတဦးနဲ့တဦးရှင်ပြိုင်မှုရှိနေတယ်။ကိုယ့်ဘကိုနေရင်ကတောင်မှရှင်ပြိုင်လာလူဆိုတာဥမာမဲအိန္ဒိချင်းကကားစီးတယ်ဆိုလို့ရှိရင် ကိုကိုလုံးငယ်တိတ်ငယ်လာဟောငါတို့အိန္ဒန်ဒီချင်းဟာကောင်းဝယ်တယ်ငါတော့မဝယ်နိုင်ဘူးသူ့ဘာလို့ကောင်းဝယ်တာတော့အကောင်းမမြင်နိုင်ဘူးဟာဒီလူကဘူးရစီဝါရောင်းလို့ကောင်းဝယ်တာလားထိပေါတန်လည်းမကြပါဘူးဆိုအလိုလျောက်မနာလို့စိတ်တည်ဖြစ်လာပြပြောလာအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်ကိုနားမှာကိုအိန္ဒန်ဒီချင်းတယောက်တိုးတက်သွားရင် အကောင်းမပြောနိုင်နဲ့ဟာအဲ့ဒါအဲ့ဒီလူရဲ့ယဉ်နေမှလည်းဘာဖြစ်တုံးဆိုစီပေါ်ဥစားရီတိုးတက်လာတယ်ငကိုတော့အတူတူ အပူပူအနူးနူးပေါ့ကိုရူရန်တူဒီလိုနေကြတာအိမ်နာနေချင်းသို့တော်ကိုကကြီးပွားလာတယ်အခွင့်အလမ်းတွေကောင်းလာလို့ကိုကစီပွားတိုးတက်လာတယ် ိုးတက်လာလို့ရှိရင်ဂျန်တဲ့လူတယောက်ကိုလိုတိုးတက်မှစိုးတယ်ဆိုဖြစ်လာဗျာလူစိတ်ဆိုတော်တော်ဆန်းကိုလိုမကြည်ပွားစေခြင်းမူအဲ့လူကိုလိုမတိုးတက်စေခြင်းမူဆိုရင်ဒါမစ္စရိယဖြစ်သွားဗျာကြည်ပွားသွားတာကိုမနာလို့မရှုစိတ်ဖြင့်အိတ်တာကိုလိုမကြည်ပွားစေခြင်းတို့ကြည်ပွားစေခြင်းမူဆိုရင်မစ္စရိယ အဲ့ဒီနှစ်ခုဟာလူလောကမှာရှင်ပြိုင်နေတာလို့ဖြစ်ပြီးတူဘောတူမနာလိုမရှုစိတ်နေနဲ့အကုသိုလ်တွေများနေကြတယ်လို့သူပြောညီကိုမောင်နှမချင်း တောင်းပါပဲတယောက်ကကြည်ပွားသွားရင်ဂျန်တဲ့တယောက်ကမကြည်နှက်ချင်ဘူးကိုကြည်ပွားသွားတာကိုဂျန်တဲ့လူတွေကိုမကြည်ပွားစေချင်ဘူးဟောအိတ်တာမစ္စရိယ အဲ့ဒီအိတ်တမစ္စရိယဆိုတဲ့အကုသိုလ်ဟာလည်းပဲအမ္မမချိမာတယ်ဒီအကုသိုလ်တွေကြောင့်လူအတိုင်းဝိုင်းဟာ ကြီးပွားတိုးတက်မှုတွေအားပြော့သွားပြီးတော့တဦးနဲ့တဦးမနာလိုမှုတွေမရှုစိတ်မှုတွေဖြစ်ပေါ်ပြီးတော့နေတယ်နိုင်ငံတနိုင်ငံမှာလည်းအိတ်တမစ္စရိယရှိတာကိုပါတိက နိုင်ပြီသူများ ပါတိက ရှုံးเนาะ ကိုပါတီကိုပဲနိုင်စေရှုံးတဲ့ပါတီကနိုင်ရတဲ့ပါတီမကြိုက်ဘူးတကယ်ကြီးစကားနဲ့ပြောမယ်ဆိုလို့ရှင်စီးပွားရေးနဲ့ပြောမယ်ဆိုရင် ကြီးပွားသွားတဲ့လူကိုမကြီးပွားတဲ့လူကမကြိုက်ဘူးတကယ်ကြီးနဲ့ပြောမယ်ဆိုရင်မဲသာရသွားရင်မဲမရတဲ့ပါတီကမကြိုက်ဘူးဟောဒီလိုတွေများကြီးပဲရွှေတွင်းပြိုင်တူးလို့ရှင်လည်းရသွားတဲ့လူကိုမရတဲ့လူကမကြိုက်ဘူး အဲ့ဒီမကြိုက်နိုင်ဘူးအကောင်းမပြောနိုင်ဘူးဆိုတဲ့အိတ်သာဟာကျေပြန့်စွာအနှံ့ပြားမှရှိတယ်မရိယာတမျိုးတည်းရှိတာမဟုတ်ဘူးအကုန်ရှိမှာနော်ကဘာကြီးတစ်ခုလုံးဟာကျေပြန့်ပြီးတော့နေတာအဲ့ဒီအိတ်သာမစ္စရိယကျေပြန့်စွာတည်ရှိနေမှုကြောင့်လူလောကလူတွေဟာတိုးတက်မှုလမ်းစာတွေပိတ်ပြီးတော့နေတာဖြစ်တယ်မနာလိုမရှုစိမ့်သည့်အတွက်ကြောင့် အပြစ်ပြောကြတယ်ဆဲကြတယ်ရေးကြတယ်တူတူအပုတ်ချတယ်တိတ်ခါချတယ်ဆိုတာဒါတွေဖြစ်ကုန်အဲ့ဒါတွေကမင်္ဂမှုရှိလားဆိုတာမင်္ဂမှုမရှိဘူးအဲ့ဒါတွေကပပတွေပဲဖြစ်နေသိုးတဲ့ဘက်ကိုတွန်းပို့လိုက်တဲ့အနေထားမျိုးတွေဖြစ်ကုန်ကောင်းတဲ့ဘက်ကိုရောရှိစေနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ဒီအိတ်တန်နဲ့မစ္စရိယဆိုတာလည်းပဲ တကယ်ပါပအစ်စ်ပဲအဲ့ဒီပါပမှာအိတ်တာကိုဘာနဲ့ဖယ်ရှားရမလဲလို့ဆိုရင်မုဒိတာနဲ့ဖယ်ရှားလူတယောက်ကြီးပွားသွားရင်ဝန္တာနိုင်ရမယ်ဝန္တာနိုင်ရမယ်ဘလို့ဝန္တာရအိုးသူစူးစမ်းလို့ရတာခြေနှက်ဆရာကောင်းလိုက်တာငါလည်းစူးစမ်းမယ်ဟောဒီလိုပဲဖြစ်တယ်နော်အဲ့တော့ဝန္တာနိုင်တာဟာမုဒိတာတရား မုဒိတာဆိုတဲ့ပြမစိုးတရားခေါင်းမသွားပြီးကရယာဏခေါင်းမသွားပြီးဆိုရင်အိတ်တာဆိုတဲ့ပပလွှမ်းမိုးလာအိတ်တာသည်ပပမုဒိတာသည်ကရယာဏအဲ့တော့ကရယာဏကာရီအတင်းသူအတင်းသားတွေဟာအိတ်တာကိုလက်ခံမဲ့ဆိုရင်ကရယာဏကာရီမဖြစ်ဘူးပပကာရီဖြစ်သွားမယ်အိတ်တာကိုလက်မခံမဲ့နဲ့မုဒိတာတရားထားနိုင်မယ်ဆိုလို့ရှိရင်ကရယာဏကာရီအစစ်ဖြစ်သွားနိုင်တယ် နာမည်နဲ့လိုက်လျောကြည်စွာကရိယာနာကာရီဆိုတဲ့အတိုင်းကရိယာနာကာရီဖြစ်တယ်။ဒါနာကုသိုလ်လေးလှုပ်ထားတဲ့မဟုတ်ဘူးစိတ်နေသဘောထားတွေကအရေးကြီးတယ်နော်။လူယုံတန်းယုံဒါနာလေးနဲ့တဲ့ခေါ်လို့မရဘူး။လူရဲ့စိတ်ထဲမှာမြင့်မြတ်တဲ့စိတ်နေသဘောထားတွေရှိတာကရိယာနာကာရီလို့ဒီလိုအဓိပ္ပာယ်ဆိုပါဖြစ်တယ်။ထို့တူပဲတစ်ဖက်သား မကြည်ပွားစေခြင်းမူကိုယ်သာကြည်ပွားစေခြင်း ਨੇ ဆိုတာမစ္စရိယအဲ့ဒီမစ္စရိယရှိနေတဲ့ဗျာကာလပတ်လုံးကိုယ့်ရင်ထဲမှာပပဆိုတာဒီကြီးစိုးနေမှာပဲဖြစ်တယ်အဲ့ဒီကြီးစိုးနေတဲ့ပပတွေကိုတရားဆိုတဲ့ယုံကြည်မှုနော်ကံကံဟိကျိုးလက်ခံယုံကြည်မှုဖြင့်နော်ကိုယ်သာခံစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကို အတိဉဏ်ဖြင့်ဖြစ်စေတရားနဲ့ဖြစ်စေဖယ်ရှားလိုက်နိုင်မှသာလင်ဒီမစ္စရိယဆိုတဲ့ပါပတရားဟာပြောက်ွယ်သွားမှာဖြစ်တယ်